မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆ iam ရီထေးရေးသားသောယသိကြီးနာရဒနဲ့မိုးပြံမြေရှိုးပြရရှင်လုံးအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူဒ္ဓရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် ကျွန်တော်တို့ရောက်ရှိနေသောနေရာကဟိုဘုံမြို့နယ်အရှိအယံမှာအရှိတောင်ဘက်စီဆိုင်မြို့နယ်အထိတောင်မြောက်တွယ်တန်းလျက်ရှိသောတောင်စင်တောင်တန်းကြီးတနေရာမှာဖြစ်ပါတယ်။အဲ့ဒီတောင်တန်းကြီးဟာထုံးကြောက်တောင်မျိုးစားဖြစ်ပြီးတော့တောင်စင်တောင်တန်းကြီးဖြစ်ပါတယ်။ကျွန်တော်တို့ဘူမိဗေဒပညာရှင်များနဲ့ဖွဲ့စည်းထားတဲ့ဒသတုရှာပွေးအဖွဲ့ဟာပေ9000ကျော်မြင်မာပြီးတောင်ကုန်းများဝေကမြူကျင်များစိုက်နေသောတောင်တန်းကြီးပေါ်မှာစခန်းချနေထိုင်ကြပါတယ်။ တောင်ကြီးရဲ့အရှိတ်မှာတော့ပုံချောင်းဟာမြောက်မတောင်တို့စီစဉ်နေပြီးမောက်မယ်မြို့နယ်နဲ့စီဆိုင်မြို့နယ်ချားမှာစီစဉ်သွားပါတယ်။ထိုဒေသမှာများသောအားဖြင့်ပအိုတိုင်းရင်းသားများနေထိုင်ကြပါတယ်။အိုတိုင်းရင်းသားများဟာရာဆိုင်ပြုသူများနဲ့လက်ဖက်ဆိုင်ပြုသူများပါတယ်သူတို့ရာကထွက်ရှိတဲ့တိနံများကို9ရက်တစ်စေးလို့ခေါ်တဲ့ဈေးနေမှာတွားရောက်ရောင်းချကြပါတယ်ကျွန်တို့တို့လည်းလက်လက်ဆက်ဆက်တိနံမျိုးစုံစားကြင်လို့ဈေးနေမှာဈေးဝယ်ပြီးတောင်းဝန်ကိုပြန်လာခဲ့ပါတယ် ယခုချိန်ဟာစောင်းရသည့်ဝင်ကားစားဖြစ်ပေမဲ့မြူကိုးတွေမှောင်ယူဝင်နေပြီးညဘက်မှာတော့ချက်လုံနေအောင် အေးပါတယ်ကျွန်တော်တို့အုပ်စုထဲမှာအညာသားဘူဝိဗေဒပညာရှင်တို့ပါပါတယ်အညာသားဆိုတဲ့အတိုင်းပူပိုင်းဒေသကလာတာဖြစ်လို့အေးအေးကိုအင်မတန်ကြောက်တာအလို့ရဲ့တော်ဝပေးခြင်းခံရလို့ကျွန်တော်တို့နဲ့တူဒီတောင်နှန်းကြီးစီကိုရောက်လာတာပါဒီနေရာကဘာဖြစ်လို့ဒီလောက်ချမ်းနေရလဲမသိဘူးဒါတော့အခုမှစောင်းဝင်ခါစားရှိသေးတယ်နောက်လာရီမှာဒီထက်ပိုချမ်းအောင်မယ် ဒါဆိုရင်တော့ငါတော့ချမ်းသာနဲ့သိနိုင်တယ်ခွင့်ယူပြီးပြန်မဖြစ်မယ်ခွင့်ယူလို့ဖြစ်မလားကွာ6လ project မှာမင်းမရှိလို့မဖြစ်ဘူးဒါလည်းဟုတ်တာပါပဲကွာငါလည်းဒီနေရာရဲ့ချမ်းသာကိုမခံနိုင်တော့ဘယ်လိုလုပ်ရမလဲအဲ့ကြီးထူထူဝိစောင်းထူထူခြုံမော့ကွာကျတို့ကအဲ့လိုပြောလိုက်တော့အောင်မှုကတော့တက်ခံရဒီလောက်ချမ်းနေငါမှပါလာတဲ့ overbrand ဒီတောက်ကွာမတောက်ချင်ပါဘူးကွာငါကအရက်တော့မယ်တမျိုးမျိုးဖြစ်တတ်တယ်ဘယ်သူကဟောတောက်ချင်ပါလဲဒီလောက်ချမ်းနေတာရောမရောက်ရင်ရောမလို့ကြင်ရမှာပေါ့ အရက်တော့ရင်တမျိုးမျိုးဖြစ်တယ်ဆိုတာမင်းစိတ်ဆွဲလို့ပါကွာအေးလေမင်းတို့ပြောတာဟုတ်မှာပါဒီညတော့မင်းတို့နဲ့အတူတူငါလည်းတော့မယ်ထိုးနေညကရခေညတွေထက်အချမ်းပိုပါတယ်ဒါကြောင့်ကျွန်တို့အရာရှိ၅ယောက်ဟာအမဲကြောင့်အမီးနဲ့တူဝိုင်းဖွဲ့စားတော့ကြပါရဲ့ည၁၀နာရီလောက်မှာအတော်မူးနေပြီဖြစ်လို့အိယာဝင်ခဲ့ကြပါတယ်ကျွန်တော်မေ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 နဲ့အိတ်တဝက်နိုးတဝက်အချိန်တွင်အမလေးလှုပ်ကြပါအောင်ကဲကြပါအောင်ရိုက်တယ်ရိုက်တယ်ဗျဟူသောစူးစူးညံ့ညံ့အတန်ကြားရသဖြင့်အိယာမှလန့်လို့လာပြီး ဘာဖြစ်လို့လဲဘာတွေဖြစ်ကုန်ပြီလဲပြောပြောဆိုဆိုအတန်ကြာရစီတို့ပြေးသွားရာဟာတက်ခိုင်ဘာဖြစ်လို့អော်နေရလဲတက်ခိုင်မှာမျက်စိမပွေမဲអော်ဟင့်နေတဲ့ဖြင့်ကျွန်ုပ်ထက်အရင်ရောက်နေနေသောတငယ်ချင်းများကသူ့ကိုဝိုင်းဆွဲထားကြပါတယ်ထို့အခါကျွန်ုပ်ကတက်ခိုင်ဟာသူ့ရဲ့ခနာကိုယ်ကိုလှုပ်ရမ်းကဟိကောင်တက်ခိုင်မျက်စိပွင့်စမ်းရှော့အောင်နေနဲ့ခက်ကြမ်းကြမ်းဆွဲလုံးမှာတက်ခိုင်လဲမျက်စိပွင့်လာပြီးငါမောလို့လို့ရေတစ်ခွက်လောက်ပေးပါကွာတက်ခိုင်လဲရေတစ်ခွက်တောက်လိုက်ပြီးမှပုံမှန်အနေထားကိုရောက်သွားပါတယ် မင်းဘာဖြစ်တာလဲတက်ခိုင်မင်းတို့ငါပြောတယ်မဟုတ်လားငါအရက်တော့ရင်တခုခုဖြစ်တယ်လို့အေးအခုဘာဖြစ်လို့လဲငါစီကိုကိုရင်လေးတစ်ပါးရောက်လာတယ်မင်းကဘာဖြစ်လို့အရက်တော့ရတာလဲဆိုပြီးကြိတ်လုံးနဲ့ရိုက်လိုက်တာချမ်းတော့မချမ်းနိုင်တော့ဘူးနာလုံးလို့អော်ရတာနဲ့ချွေးတောင်ထွက်လာတယ်အဲ့ဒါငါလန့်ပြီးអော်တာအတန်ထွက်သွားတာမင်းဟာကလည်းတမျိုးပါလားဟုတ်တယ်ကွာငါအိမ်မက်ထဲမှာအဲ့ဒီကိုရင်ကခက်တီတီနဲ့ရိုက်တော့ငါသူ့ကိုကြောက်သွားတာပေါ့ကွာမင်းကလည်းကွာကိုရင်ဆိုတာမင်းထက်အသက်ငယ်မှာပေါ့ဘာဖြစ်လို့ကြောက်ရမှာလဲ မသိပါဘူးကွာငါကတော့ကြောက်ရတာအမှန်ပဲအဲ့ဒီကိုရင်ကိုအပြစ်မသားတကယ်တွေ့ကြည့်တွေ့တော့ဘာလုပ်မှာလဲတပည့်တော်ရဲ့တငယ်ချင်းကိုဘာဖြစ်လို့ရိုက်တာလဲလို့ရှောက်မလို့ပါပြောရင်းဆိုရင်ကျွန်တော်တို့အားလုံးရင်မောခဲ့ကြတယ်တကယ်တော့အတိုးကြီးတောင်ကြီးထဲမှာရည်စရာဆိုတာဗလာနဲ့ထီဒါကြောင့်မဖြစ်စလို့အကြောင်းလေးကိုပျော်စရာရည်စရာဖြစ်ဖန်တီးခဲ့ကြရတယ်ကျွန်တော်တို့အလုပ်ကတက်ထူရှာဖွေစာပေးဖွဲကစေခိုင်းတဲ့တက်ထူရှာဖွေကိစ္စပါအဲ့ဒီနေ့နောက်ပိုင်းကစပြီးတက်ခိုင်တရားကို အရင်မတော့တော့ပါဖြစ်ချင်တော့နောက်တစ်ပတ်အကြာမှာဆန်းဆန်းကြဲကြဲဖြစ်ရတဲ့ကုနဲ့ကြုံတွေ့ခဲ့ပါတယ်။မမရရတောက်ကြနေညနေစောင်းမှာကျွန်တို့၅ယောက်အလုတ်ကပြန်တဲတန်းလေးရအပေါဝါမှာတန်းစီထိုင်နေတော့ကျွန်တို့ရဲ့ရှေ့ကိုကိုရင်လေးတစ်ပါးရောက်လာခဲ့တယ်။တော့ခေါင်ကောင်လူမလာတဲ့နေရာမှာကိုရင်လေးတစ်ပါးရောက်လာလို့အံ့ဩနေမိတယ်။ဒီမှာရင်တက်ခိုင်ကအလန့်တကြားနဲ့ကိုရင်လေးကိုရင်လေးလို့ထပ်អော်လိုက်တယ်။ဒါနဲ့ကျွန်တို့ကကိုရင်လေးစီသွားပြီး ကိုအင်းလေးဘာကိစ္စရှိလို့လဲဗျာကျုပ်သူ့ကိုလာခေါ်တာဟုဆိုပြီးတက်ခိုင်ကိုလက်ညှိုးညွှန်ပြလိုက်ပါတယ်ထို့အခါတက်ခိုင်ကဒီကိုရင်လေးကငါ့အိမ်မထက်ကကိုရင်လေးပဲဟုပြောလိုက်ရာကျွန်တော်တို့အားလုံးကအံ့အားသင့်သွားခဲ့ပါတယ်။ကိုရင်လေးကတော့ဘာမှအံ့ဩသည်မရှိပဂရီတည်ကြည်သောမျက်နှာနဲ့ယသိကြီးနာရဒါကတကားလေးကိုခေါ်ခိုင်းလိုက်ပါတယ်။ယသိကြီးနာရဒါဟုဆိုသည်ဖြင့်တက်ခိုင်မှာလှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။ ယသိကြီးနာရဒမှာသူ့အဖိုးဖြစ်သူနဲ့အခရဲ့ထိုးပေါ်ထိုးဘက်ဖြစ်ပြီးရွှေဘုံမှာနေစဉ်ကအိမ်တို့အမြဲတမ်းလိုလိုစိုးကန်ကြွတဲ့ယသိကြီးဖြစ်ပါတယ်။တိုးတော်လဲတက်ခိုင်ကမသိချင်ဆောင်ပြီးကိုရင်ကလေးဟာယသိကြီးနာရဒဆိုတာဘာတူလဲ။တကမိတ်နေပြီလား။တကရဲ့အဖိုးဥပိုးကြောင့်နဲ့အတူအခရဲ့ထိုးတဲ့ယသိကြီးပါ။ဟာအဲ့ဒီရသက်ကြီးဆိုရင်အသက်တရာကျော်လောက်ရှိမယ်ဟုတ်ပါမလားကိုရင်လေးကိုရင်ဟာ၁၀ပါးတီလာခံယူထားပါတယ်မဟုတ်တာမပြောပါ ဒါပေမဲ့တကအဖို့ရဲ့မိတ်ဆွေရဲ့တဲ့ကြီးနာရဒဟုတ်မဟုတ်လိုက်ကြည့်ကြည့်ပါကောင်းပါပြီကိုရင်လေးအဖို့ရဲ့မိတ်ဆွေအရှင်နာရဒကိုတပည့်တော်တွေ့ကြပါတယ်ဒါဆိုလိုက်ခဲ့ပါတင်းပါဗျာဒီနောက်မှာတော့ဟဲ့ကောင်နေမင်းတို့လည်းငါနဲ့တူလိုက်ခဲ့ကျွန်တော်တို့လေးယောက်မှလည်းဘူးမတိဘာမတိနဲ့တက်ခိုင်တဲ့တူကိုရင်လေးနောက်သူလိုက်ပါခဲ့ပါတယ်ကျွန်တော်တို့စတဲ့ခရီးထွက်တုန်းကညနေဆောင်ဖြစ်ပေမဲ့တွိုင်းတွိုင်းညအချိန်သို့ရောက်ရှိသွားပါတယ်လန်ခီကမညီညာတဲ့တောင်တက်တောင်ဆင်းလမ်းများဖြစ်ပြီးလူသွားလမ်းမရှိပါ ကိုရင်လေးကမြက်ပင်များခြုံဝင်များကိုဖယ်ရှားကာတွားနေပါတယ်။တောင်တက်တဲ့နေရာတွေများတာကြောင့်ကျွန်တော်တို့မှာမောဟိုက်ပြီးစောင်းညမှာပင်ချွေးထွက်နေပါတယ်။ထိုအခါကိုရင်လေးကတကားလေးတို့မောနေပြီထင်တယ်ဟုပြောကာသူ့ခါထဲမှာနွယ်ကဲ့သို့ဆေးမြက်ကလေး၅ခုကိုလှမ်းပေးပြီး ဒါလေးစားလိုက်ပါဟုပေးသည်ဖြင့်ကျွန်တို့စားလိုက်ရသည်မကြခင်မောပန်းချင်းများပျောက်ကင်းသွားပြီးအအင်ပြန်လဲပြေဖြိုးလာပါတယ်ထို့သောတောင်ဝုကလေးများကိုဖျက်သိမ်းပြီးနောက်သကောင်းကျော်ချင်းတွင်မိအောင်တို့ခုကိုတွေ့မြင်လိုက်ရပါတယ်ထို့အခါကိုရင်လေးကဟိုမှာမိအောင်တွေ့လားအဲ့နေရာဆိုရင်ရောက်ပြီဟုလှမ်းပြောလိုက်တယ်မကြမီမှာကျွန်တို့တို့အုပ်စုဟာမိအောင်ရှိတဲ့အရက်ကိုရောက်လာကြတယ်အဲ့ဒီနေရာကတော့ကြောက်လိုင်ငူကြီးတစ်ခုရဲ့ရှေ့မှာကွပြစ်တစ်ခုအဲ့ဒီကွပြစ်မှာရေသေးကြီးတစ်ပါးတရားထိုင်နေပါတယ် သူ့ရဲ့ရှေ့မှာပြားဖြောင်းတန်ကြီးတတိုင်းထွန်းညီထားပါတယ်။အဲ့ဒီပြားဖြောင်းတန်ရဲ့အလင်းကြောင်ရသေကြီးနဲ့တကွကြောက်ကူကြီးကိုပါမြင်တွေ့ရပါတယ်။ကျွန်တော်တို့ရောက်ပြီးရသေးကြီးကိုဥချစင်မှာရသေးကြီးဟာမျက်လုံးနှလုံးဖွင့်ကြည့်ပြီးတကားလေးဖုံးကိုရောက်လာပြီလားတက်ခိုင်းရဲ့ငယ်နမဲကိုခေါ်လိုက်တယ်တင်မဖျားတပည့်တော်ကအရှင်ကခေါ်ခိုင်းနေဆိုတော့တိတ်မယုံဘူးဖျားအခုတော့အရှင်နာရဒစစ်စစ်ကိုတွေ့ရလို့ယုံပါပြီဖျားအေးပေါ့လေအခုလို့စုပ်ကက်ခေတဲမှာအသက်ရာကြော်တွေမှတိတ်မရှိတော့တာ ဒီတော့တကားလေးကအရှင်ကိုတက်ရှိထင်ရှားရှိတယ်လို့ဘယ်ယုံမှမလဲအခုတော့မျက်မြင်ထင်ရှားတွေ့လို့ယုံမိမဟုတ်လားတင်မဗျာအရှင်ကိုတွေ့ရတော့အဖိုးကိုသတိရမိတယ်တကားလေးရဲ့အဖိုးကဝိဇ္ဇာဖြစ်နေတယ်ကနမာဒနာတောင်မှာတရားကျင့်နေတယ်ကွအရှင်ကိုတွေ့ရတာတပိတော့အယံဝန်းတာတာပဲတပိတော့လည်းမယုံမယဲနဲ့လိုက်လာတာဆိုတော့လှူစရာဘာပစ္စည်းများတောင်မပါလာဘူးလှူစရာမပါလာလဲရပါတယ်အရှင်မှာပြည့်စုံပါတယ် အရှင်ဖေအားတပည့်တော်ဒီမှာရောက်နေတာဘလို့သိပါလဲဖေအားတကားလေးဖုန်းကိုဒီမှာရောက်တဲ့နေ့ကလေးကသိတယ်အရက်တောက်တာလည်းသိတယ်ဒါဆိုအိမ်မက်ထဲမှာရိုက်တာကကောအဲ့ဒါကတော့အရှင်ရဲ့တပည့်ကိုရင်လေးကတကားလေးကိုမကျေနပ်လို့အိမ်မက်နဲ့ဆုံးမလိုက်တာပဲအော်ဒီလိုလားဖေအားဒါဆိုရင်အရှင်ဟာတပည့်တော်ကိုဘာဖြစ်လို့ခေါ်တာလဲဖေအားอืมတကားလေးတို့ကရွှေတို့အခြားတထုတို့ရှာနေကြတယ်မဟုတ်လားတင်းမဖေအားအဲ့ဒီနေရာမှာဘာမှမရှိဘူး ဒါပေမဲ့ရွှေကျော်ရှိတဲ့နေရာကိုအရှင်သိတယ်။ဒါကြောင့်ရွှေကျော်ရှိတဲ့နေရာကိုပြဖို့ခေါ်လိုက်တာပဲ။ကဲမဗျာတပည့်တော်တို့လည်းရွှေကျော်ရှိတဲ့နေရာကိုသိကြပါရယ်ဗျာ။သိကြတယ်ဆိုရင်အရှင်ပြောပြမယ်။ထို့သူအစချီကပြောပြပါတော့တယ်။ဒကာလေးရဲ့အဖိုးဥမျက်တာကိုဒကာလေးမှတ်မိတယ်မဟုတ်လား။ကဲမဗျာဒကာလေးရဲ့အဖိုးနဲ့အရှင်နဲ့ဟာညီကိုရင်းလို့ခင်ကြတယ်။အရှင်ကသူ့ထက်၅နှစ်ကြီးတယ်။အရှင်တို့နှစ်ဦးစလုံးဝိဇာလမ်းစဉ်ကိုရှောက်ခဲ့ကြတယ်။ အရှင်တို့ရီမန်းကြကအာဂိယပညာနဲ့ထွက်ရပေါက်ဖို့ပဲအဲ့ဒီအချိန်မှာသူကအသက်60ပေါ့အရှင်ကအသက်65နှစ်ပါအရှင်ရဲ့ကြောင်းနှပင်းသားကဖူယုံကြီးမှာဖူဆွဲခဲ့ကြတယ်မိသွေးလိုအပ်တဲ့အတွက်တိုးရက်ကတစ်ပင်နေသွားခုတ်ပြီးမိသွေးဖုတ်ခဲ့ကြတယ်ဆယ်နှစ်ကျော်လောက်ကြာခဲ့ပေမဲ့ဓလုံးကမအောင်ဘူးဒီနေ့မှာအရှင်ရဲ့အကြောင်းကို ဘုံကြီးအိုကြီးတပါရောက်လာတယ်။သူ့လက်ထဲမှာအလွန်ရှိကြတဲ့အကြီးရဲ့ကြမ်းကြီးတစ်စောင်ပါလာတယ်။အဲ့ဒီအကြီးရဲ့ကြမ်းထဲမှာပကံမေကထွက်ရပောက်ွားတဲ့အရှင်အစ္စဂေါနာမထေရဲ့အကြီးရဲ့စီရင်လေးနဲ့နမောတတရုပ်ရှင်လန်းလို့ခေါ်တဲ့အကြီးရဲ့ကြမ်းကကူးယူထားတဲ့ကြမ်းကြီးတစ်စောင်ဖြစ်တယ်။နမောတတရုပ်ရှင်လန်းအကြီးရဲ့ကြမ်းကြီးဟာပကံမေကကျက်စစ်သားမင်းကြီးလက်ထက်မှာစီရင်တဲ့ကြမ်းကြီးဖြစ်တယ်။ ဲ့ဒီကျမ်းကြီးမှာရေးသားဖော်ပြထားတာကတော့တနေ့မှာကျန်စစ်သားမင်းကြီးကလောကီဝိဇာမေရအတက်ပညာနဲ့ပြုလုပ်ထားတဲ့တလုံးတလုံးလိုချင်တဲ့စိတ်ဖြစ်ပေါ်လာခဲ့တယ်။အဲ့ဒီဗရရှင်လုံးဟာအစွမ်းတက်တိရှိတဲ့အတွက်မိုးပြန်မြေရှို့လို့ရတယ်။ကြေးကိုအရေးကြိုးထားပြီးအဲ့ဒီဗရရှင်လုံးနဲ့ထိလိုက်ရင်ကြေးတွေကရွှေဖြစ်သွားတဲ့ ပြန်စစ်သားဘင်းကြီးဟာအရှင်အရဟံသာလျင်ဗရရှင်လုံးလုံးနိုင်တာသိလို့အရှင်ဘုရားတပည့်တော်ကိုဒေါဂီဝိဇာမယအတတ်ပညာနဲ့ပြုလုပ်ထားတဲ့ဗရရှင်လုံးတလုံးစီရင်ပေးပါဘုရားလို့ရှောက်ထားခဲ့တယ်ရှင်အရဟံကလည်းကျင့်စစ်သားမင်းကြီးဟာသာသနာပြုနေတဲ့မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်လို့မင်းကြီးရဲ့လျှောက်ထားတောင်းပန်ချက်ကိုလက်ခံလိုက်တယ်။ရှင်အရဟံနတ်တော်ကမြတ်စွာဘုရားရှင်အားပူဇော်ကြတော့တဲ့နမောတတကိုကူးယူပြီးနတ်ခတ်အင်းနဲ့စီမံကဗရရှင်လုံးတစ်ခုကိုပြုလုပ်ပြီးမင်းကြီးကိုပေးလိုက်တယ်။ ဲ့ဒီနောက်မှာတော့တမိတော်ရွှေစီကိုလောကနန္ဒာလှေစိတ်မှာအကောက်တော်ရာထူးကို ပေးသနာခဲ့တယ်။အဲ့ဒီလှေစိတ်မှာအိန္ဒိယကကုံသင်းမောနဲ့ကုံလန်ရောင်းနဲ့ပရိခယမင်းသားနဲ့ချစ်ကြိုက်ခဲ့တယ်။မင်းသမီးရွှေစီကခမဲတော်စီကဗရက်ရှင်လုံးကိုခိုးယူပြီးပရိခယမင်းသားကိုပေးခဲ့တယ်။ပရိခယမင်းသားဟာဗရက်ရှင်လုံးကိုငုံပြီးကောင်းငင်ခရီးမှာ ပြန်တန်းသွားလာနိုင်တယ်လို့ကြားစာမှာရေးသားထားတယ်။မင်းကြီးကအဲ့ဒီအကြောင်းတွေကိုသိသွားပြီးရွှေစီကို သူ့ရဲ့တူတော့အတင်ခရဆောရင်းနဲ့လက်ထပ်ထိမ်းပြခဲ့တယ်ပရိခရဟာဒီเจ้าကိုမသိသေးပဲရွှေစည်းနဲ့မတွေ့ရလို့နန်းတော်ကိုကောက်ဝင်ခီးကလာမှရွှေစည်းရဲ့မင်္ဂလာဆွန်ကျွေးကပြန်လာတဲ့အရှင်အရဟံနဲ့ကောက်ဝင်မှာတွေ့ဆုံခဲ့ကြတယ်ပရိခရမင်းသားကအရှင်အရဟံကို အရှင်ဘုရား ဘဲကကြွလာရတဲ့ဖះလူလျှောက်လိုက်တော့အရှင်အရန်ကရွှေအင်စီနဲ့အသင်ခရဆုံးရင်တို့ရဲ့မင်္ဂလာဆုံးကျွေးကပြန်လာတယ်လို့ပြန်ပြောလိုက်တယ်။အဲ့ဒီမှာရင်ပရိခရမင်းသားဟာအံ့ဩသွားပြီးအမေဒိတ်တန်နဲ့တူပါဇက်ထဲကဗရရှင်လုံးထွက်ကြသွားပြီးကောင်းငင်ရန်ကဥဆောက်ထိုးကြတာတည်ဆုံးသွားခဲ့တယ်။ကျန်းစာမှာတော့ဘိခရမင်းသားကောင်းငင်မှာပြန်တန်းနိုင်တာဗရရှင်လုံးရဲ့အစွမ်းကြောင့်လို့ပဲရေးထားတယ်။အများအားဖြင့်အဲ့ဒီလိုတကိုးကြည့်တဲ့ဗရရှင်လုံးဟာ တာမန်ပုဂ္ဂိုလ်တွေရဲ့လက်ထဲမှာကြာရှည်စွာမနေဘူးကွအဲ့ဒီစံစာအုပ်ထဲကအဲ့ဒီရဲ့ထိုးနီးကိုလည်းရန်အိုကြီးရဲ့စံစာအုပ်ထဲမှာရေးသားထားခဲ့တယ်။အဲ့ဒီနီးတွေနဲ့အဲ့ဒီရဲ့ထိုးလိုက်တာအကြောင်းတိုက်ဆိုင်သွားပြီးဗရရှင်လုံးအောင်မြင်သွားခဲ့တယ်။အဲ့ဒီကလေးကတိုးတဲ့တောင်ထဲမှာတရားကျင့်သာသနာပြုနေခဲ့တယ်။အခုလဲတကားလေးကိုခေါ်ပြီးတွေ့ရတဲ့အကြောင်းရင်းက ဒီပုတ်နယ်မှာဖះမြေတဆူတယ်ပေးဖို့ပါပဲတပည့်တော်တို့တက်စွမ်းသမျှလုပ်ပါမယ်ဖះအင်းဖះတယ်ဖို့အတွက်မင်းတို့ကိုရွှေချောရှိတဲ့နေရာပြပေးမယ်အဲ့ဒီတဲကတဝက်ကိုဖះတယ်ပါတဝက်ကိုမင်းတို့သုံးပါတဝက်ကိုမင်းတို့သုံးပါလို့ပြောပြီးကျွန်ုပ်တို့ကိုအိတ်ခိုင်းခဲ့ပါတယ်ကျွန်ုပ်တို့အားလုံးဟာခဏချင်းအိတ်ပြောသွားပြီးတူညီတဲ့အိမ်မက်မှတ်ခဲ့ကြပါတယ်အဲ့ဒီအိမ်မက်ထဲမှာရစ်သိကြီးကဖမ်းပေါင်းကြောင်ကလေးထဲမှာပြားလဲလဲအလင်းရောင်ထွန်းလင်းနေတဲ့အလုံးလေးတစ်လုံးထည့်ထားပြီးအဲ့ဒီဖမ်းပေါင်းကြောင်ကလေးကိုကုတ်ပစ်လေးပေါ်တင်လိုက်ပါတယ် ကဲဒကာလေးတို့9ယောက်အဲ့ကွပြုတ်ပေါ်တက်လို့မိန့်တော်မူလိုက်ပါတယ်ကျွန်တို့တို့9ယောက်လည်းအမိန့်ကိုနာခံရတဲ့တပည့်များပေါ်မှာကွပြစ်လေးပေါ်တက်ခဲ့ကြပါတယ်အဲ့ဒီကွပြစ်ကလေးဟာနည်းနည်းလေးလှုပ်လာပြီးခဏမှတဖြည်းဖြည်းကြွလာပါတယ်နောက်တော့ တစ်ပင်အဖျားလောက်မြင့်လာတာမို့ရသေးကြီးနဲ့ကိုင်လေးကိုခတ်သေးသေးပဲမြင်ရပါတော့တယ်။အဲဒီကွပြလေးဟာတဖြည်းဖြည်းနဲ့မြင့်လာလိုက်တာကောင်းမြင်မြင်ကိုရောက်လာပြီးအောက်မှာတစ်ပင်တွေတောင်စင်တောင်နှန်းတွေကိုပါမြင်တွေ့ရပါတယ်။အဲဒီလိုနဲ့အဲဒီကွပြကလေးကတောတွေတောင်တွေကိုဖြတ်ကျော်လာပြီးတနေရာရောက်မှာနှိမ့်စင်းလာခဲ့ပါတယ်။အဲ့ဒီနေရာကတော့တောင်ကမူလေးဖြစ်ပါတယ်။ဟောဟောဖမ်းမောင်းကြောင်တွေကလုံးလေးထွက်လာပြီ ပြားလဲလဲအလုံးလေးထွက်လာပုံကလည်းထူးဆန်းလိုက်တာဖန်ပေါင်းကြောင့်ဖုန်းကိုမဖွင့်မဲဘေးကဖန်သားကိုဖောက်ထွက်လာခြင်းဖြစ်ပါတယ်ကျွန်တော်တို့၅ယောက်စလုံးမှာမတိုင်မရပဲကုပစ်ပေါ်မှာဆင်းကပြားလဲလဲအလုံးနောက်ကိုလိုက်လာခဲ့ပါတယ်ပြားလဲလဲအလုံးလေးဟာအချိန်ပြည့်စွာသွားနေလို့ကျွန်တော်တို့လိုက်ကြည့်လိုက်တော့တူသွားနေတဲ့နေရာမှာမြေကြီးတွေကတောက်ပြောင်တဲ့ရွှေရောင်လုံးလေးတွေဟာ ဟိုနေရာချို့ဒီနေရာချို့မှာပြန်ကျဲနေပါတယ်။ပြလဲတဲ့အလုံးလေးဟာရွှေအောင်လုံးလေးတွေနဲ့ထိလိုက်တာနဲ့တပြိုင်နက်ရွှေအောင်လုံးလေးတွေပျောက်ကွယ်သွားပါတယ်။ဒီလိုနဲ့ရွှေအောင်အလုံးလေးများစွာကိုဗရန်ရှင်လုံးကစားနေတာတွေ့လိုက်ရပါတယ်။အဲဒီချိန်မှာတက်ခိုင်ကဂျေတိကြီးရဲ့ဗရန်ရှင်လုံးကရွှေတွေကိုလာစားနေတာပဲလို့ခတ်တူတူပြောလိုက်ပါတယ်။ဒီလိုနဲ့နိုင်ဝက်ခတ်အကြမှာပြလဲတဲ့အလုံးလေးဟာချက်ချင်းပြန်ဝဲပြီးဖန်ပေါင်းကြောင်တွေကိုပြန်ဝင်သွားပါတယ်။ထိုအခါတက်ခိုင်က ဗရရှင်လုံးကရွှေစားလို့ဝါလို့ပြန်ပြီးကုပစ်ပေါ်အ мян တက်လို့လှမ်းပြောလိုက်တယ်။ဒါကြောင့်ကျွန်တော်တို့၅ယောက်ကုပစ်စီကိုအပြေးလာခဲ့ပါဗါတယ်။အဲ့ဒီပြလဲလဲအလုံးဟာဖန်သားပင်ကိုဖောက်ပြီးဖန်ပေါင်းကြောင်နဲ့ရောက်တယ်ဆိုရင်ပဲကုပစ်ဟာလှင်မြန်တဲ့အချိန်နဲ့ပြန်တန်းသွားခဲ့ပါဗါတယ်။အဲ့ဒီချိန်မှာကျွန်တော်တို့အားလုံးအိယာကလန့်နှုတ်ခဲ့ပါဗါတယ်။အိမ်မက်တစ်ခုကို၅ယောက်မှတ်ခဲ့တာမျိုးအတော်ထူးဆန်းနေပါဗါတယ်။ရသေးကြီးကတကားလေးတို့ဒီနေရာကိုမှတ်ထားပါ။ဒီကရရတဲ့ရွှေနဲ့ဒီတောင်ထိပ်မှာဖျားတယ်ပေးပါ။တဲမဖျား ီနေရာမှာရွှေသုံးဘိတ်သာလောက်ပဲရမှာသုံးဘိတ်သာပြည်တာနဲ့ဆက်မတူးနဲ့တော့တင်းမဖေဟာကဲဒါဆိုတကားလေးတို့ကိုအရှင်လိုက်ပို့ပေးမယ်လို့ပြောပြီးလန်တိုင်းလိုက်ပို့ပေးခဲ့ပါတယ်။တိတ်မကြခင်မှာကျွန်တို့တို့စခန်းချထားတဲ့နေရာကိုရောက်ခဲ့ပါတယ်။ဒီတစ်ခါပြန်လာတဲ့လန်ကအစင်းလန်မို့လားမသိဘူး။ အတော်မြန်တယ်လို့ထင်ရပါတယ်။ဒီကိစ္စကိုဘသူကမှပြန်မပြောပါနဲ့လို့တက်ခိုင်ကပြောတဲ့အတွက်ကျွန်တော်တို့အားလုံးနှုတ်ဆက်နေခဲ့ကြပါတယ်။ကျွန်တို့ရဲ့စာပေလောက်ွက်ကို၃လခန့်ဆက်လုပ်ကန်ခဲ့ပါတယ်။ယသိကြီးပြောသလိုပါပဲအဲ့ဒီနေရာမှာဘာမှမတွေ့ရှိခဲ့ပါကျွန်တော်တို့၅ဦးဟာမိခင်ဌာနကိုရောက်ပြီးနောက်ခွင့်တင်ခဲ့ကြပါတယ်။ ဌာနမှုကတော့ကျွန်တို့ကိုအံ့ဩနေခဲ့ပါတယ်။ကျွန်တို့၅ယောက်ဟာအိမ်မက်ထဲကနေကွပ်ပစ္စည်းပြီးသွားတဲ့နေရာကိုရောက်အောင်သွားခဲ့ပါတယ်။ကျွန်တို့မှပါတဲ့တိုင်းတားရေးရေဒါဆက်နဲ့တိုင်းတားကြီးတော့ရွှေကြောကြောင်းကိုအဲ့ဒီဆက်ကနေပြခဲ့ပါတယ်။ကျွန်တို့ကအဲ့ဒီနေရာကရွှေကိုတူဖော်ခဲ့ကြတယ်။သုံးဘိတ်သာခန့်ရတဲ့အခါမှာရက်လိုက်ပါတယ်။ရွှေသုံးဘိတ်သာစလုံးကိုထုခွဲရောက်ချပြီးရသေးချင်းညွှန်ပြတဲ့နေရာမှာဖျားတီးခဲ့ပါတယ်။အဲ့ဒီခါမှာထူးထူးဆန်းဆန်းရဟန်းအိုကြီးတစ်ပါးရောက်လာပြီးတကားလေးတို့ဒီဓာတ်တော်တွေကိုဌာပနာပေးပါလို့ ို့လာပြောခဲ့ပါတယ်။ကျွန်တို့တို့ဖျားတီးတဲ့နေရာမှာဒေသခံပို့တိုင်းသားတွေကလည်းဝိုင်းဝန်းကူညီပေးကြလို့တလားလောက်ကြာမှဇီရောဟာပြည်စည်းသွားခဲ့ပါတယ်။ကဲဇီရီတော်လဲတီဗီဘီဆိုတော့ရသေးကြီးစီသွားပြီးရှောက်တယ်ဖះပွဲတော်ကိုဘလူပေးမလဲဆိုတာမေးရအောင်လို့တက်ခိုင်းကပြောလိုက်ပါတယ်ဒါနဲ့ကျွန်တို့တို့၅ယောက်ဟာကိုရီလေးခေါ်သွားတဲ့ကြောက်ကူကြီးစီကို ရောက်သွားခဲ့ပါတယ်ကြောက်ကူကြီးစီရောက်တော့ဟေးကြောက်ကူကြီးကိုကြောက်တုံးကြီးနဲ့ပိတ်ဆို့ထားပါလား ပြည်ကြီးလည်းမတွေ့ရတော့ဘူးဒါဆိုရသိကြီးလည်းမရှိတော့ဘူးထင်နေဟောကြောက်တုံးကြီးမှာစာရွေးရထားတယ်ဖတ်ကြည့်ကြပါဦးတက်ခိုင်ကပြောတဲ့ဖြင့်ကျွန်တော်တို့အားလုံးကြောက်တုံးကြီးနားသို့ရောက်ပြီးရေးထားသောစာများကိုဖတ်ကြည့်တော့ခါဗရရှင်ဖျားတီကာထားသော အများကောင်းမှုအစုစုကိုတာရုခေါ်ကမောဒနာဖြင့်တာယာချက်မြေ့ကြပါစေတဲ့ဟာဒါဆိုရဟန်းဟိုကြီးလာပြီးတဲ့အထဲမှာဗရရှင်လုံးပါလာတယ်နဲ့တူတယ်เออตักไข่มิ้นပြောတာဖြစ်နိုင်တယ်ဗရရှင်လုံးကိုဖះမှာထာပနာခြင်းလို့ငါတို့အားလုံးကိုအိမ်မက်နဲ့အသိပေးတာဖြစ်မယ် ဒါဆိုရင်ဖះရဲ့ဘွဲ့တော်ကိုဘလို့ပေးကြမလဲယသိကြီးရေးထားသလိုပဲဗရရှင်ဖះပေါ့ဤသို့ဖြင့်ပအုပ်နမေကတောင်လေးတောင်ပေါ်မှာကျွန်တော်တို့အားလုံးဗရရှင်ဖះကိုတီးခဲ့ပါတယ်နောက်တစ်နေ့အကြာဖះဘွဲ့တော်မှာထို့ဖះမှာရောင်ကြီးတော်လှွတ်ကြောင်ဒေသခံများပြောစကားအရာကြားသိခဲ့ရပါတယ်ယသိကြီးနာရဒဟာဘာကြောင့်ဒီဖះကိုတီးခိုင်းတာလဲလို့အကြင်ကြင်စဉ်းစားမိပါတယ်ယသိကြီးဟာထွက်ရလန်းကိုအပြီးပိုင်းသွားတော်မှာမို့လို့ဒီလိုတိတ်တိတ်များစွာနဲ့ပြည့်စုံပြီး အဖိုးအနှက်ကထိုက်တန်တဲ့ဗရက်ရှင်လုံးကိုဒီတောင်ပေါ်ကဖះမှာထာပနာထားလိုက်တာလားဒါမှမဟုတ်အဲ့ဒီနယ်ပြင်မှာရှိတဲ့တားချင်းဆွေမျိုးတွေကိုตายာချမ်းမြေပါစေဆိုတဲ့မေတ္တာများလာလို့ကျွန်ုပ်စဉ်းစားနေချိန်မှာဖះစီကตายာနာပြောဝဲကောင်းတဲ့ဆဲလဲတန်ကလေးတွေထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီအတန်လေးတွေဟာကျွန်ုပ်ရဲ့ရင်ထဲကိုအေးချမ်းသွားစေခဲ့ပါတယ်ကျွန်ုပ်ရဲ့တသက်သားမှာထူးခြားခြားတွေ့ဆုံရတဲ့ရသေးကြီးနာရဒနဲ့ဗရက်ရှင်လုံးကိုဘယ်တော့မှမမေ့နိုင်အောင်သတိတရားဖြစ်က တနှစ်တခါဤဖျားစီကိုရောက်လာပြီးဖူးမြော်ခဲ့ပါတယ်။အခုတစ်ခေါက်မှာရောင်ကြီးတော်လွှတ်တာနဲ့မကြုံရပေမဲ့နောက်တစ်ခေါက်တွင်မှရောင်ကြီးတော်လွှတ်တာနဲ့ဖူးတွေ့ရပါစေလို့ဆုတောင်းရင်းဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်။